2009ခုနှစ်ကအာဖရိကတိုင်းဆူဒန်နိုင်ငံဖွာဆက်သွယ်ရေးလုပ်ငန်းတထည်ကြီးမိုအီဗရာဟင်ကကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်။တမ်းပြည်ကိုကောင်းကောင်းမွန်မွန်အုပ်ချုပ်ပြီးအာနာနဲ့ယာဒူးကနေရိုးရိုးသားသားထွက်ခွာပေးမယ်အာဖရိကတိုက်ကခေါင်းဆောင်ရှိရင်ဒေါ်လာ5တန်းစုချီးမြင့်မှာဖြစ်ပါတဲ့။နိုင်ငံပေါင်း54နိုင်ငံလောက်မှာဒီနေ့ထိဒီစုကိုရတူဟာစုစုပေါင်းလက်9ချောင်းစာပဲရှိပါတယ်။ ဒါဟာဘာကိုပြတယ်လဲဆိုတော့နိုင်ငံကောင်းဆောင်ဆိုသူတွေဟာ အာဏာကိုဖက်ထွယ်ထားကြပြီးမျက်လက်အမျိုးမျိုးနဲ့ကလထိုင်းကိုစုပ်ကင်ထားကြတယ်ဆိုတာပါပဲ။အဲ့ဒီထဲကမျက်လက်တစ်ခွက်ကတော့ရွေးကောက်ပွဲများဖြစ်ပါတယ်။မျက်လက်စရာတစ်ခုကအုတ်ထုတ်သေးကိုငှက်တကောင်ထည့်ပြီးပြန်ထုတ်ပြလိုက်တော့ယုံဖြစ်နေတဲ့အကွက်ပါ။ရိုးပြီးသားပြခွက်ဖြစ်ပေမဲ့အမြဲမြင်တွေ့ရတာလေဒါပဲဖြစ်ပါတယ်။အာဏာရှင်တစ်ခုက ရွေးကောက်ပွဲကျင်းပတယ်ဆိုရင်တော့ရွေချက်ကသူ့ရဲ့အကျိုးမြတ်အတွက်ပါပဲနိုင်ငံတကာရွေးကောက်ပွဲတော်တော်များများမှာ ပြည်သူတွေကအပြေဘာထွက်လာမယ်ဆိုတာကိုသိပြီးသားပါ အုတ်ထုတ်သေးကိုငှက်ထက်ပြီးရုံကိုပြန်ဆွဲထုတ်ပြတာကို လူတိုင်းမြင်ဘူးထားကြလို့ပါပဲဒီလိုရွေးကောက်ပွဲရလက်ကတော့ electoral autocracy လို့ခေါ်တဲ့ရွေးကောက်ခံအာဏာရှင်စနစ်ပါပဲ။ ရှိပြီးသားအာနာရှင်ဆိုရကသူ့ကိုယ်သူတရားဝင်ဖြစ်ဖို့အတွက်သတင်းမီဒီယာလွတ်လပ်ခွင့်ပွင့်လင်းမြင်သာတဲ့မဲပေးမှုစနစ်ညှတာတဲ့တရားစီရင်ရေးစနစ်တွေကို မျက်ကွယ်ပြုပြီးကျင်ပါတဲ့ရွေးကောက်ပွဲတွေကနေထွက်လာတဲ့အဖြေတွေပါကမ္ဘာပြည်သူတွေရဲ့44ရာခိုင်နှုန်းဟာရွေးကောက်ခံအာနာရှင်စနစ်အောက်မှာနေကြရတယ်လို့ Danish Institute for Party and Democracy DIPD ကဆိုပါတယ် ဒါဟာအနာရှင်နိုင်ငံအကုန်တော့မဟုတ်သေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲကိုလုံးလုံးမကျင်းပတဲ့နိုင်ငံတွေလည်းရှိနေလို့ဖြစ်ပါတယ်။တိတ်လှပါတဲ့ကဘာကြီးတော့မဟုတ်လာပါဘူး။အနာကိုလက်မလွတ်ကျင်တဲ့နေရာတော့အမေရိကန်လိုနိုင်ငံမှတောင်သမ္မတကဥပဒေကိုကျော်ပြီးတတိယကျင်းသမ္မတသက်တမ်းကိုစဉ်းစားနေတယ်လို့ပြောထွက်ခဲ့ပါတယ်။ဒါဆိုရင် အာဖရိကအရှေ့တောင်အာရှနဲ့လက်တွင်အမေရိကလိုနေရာတွေမှာတော့အနာရှင်တွေက ဖန်နဲ့ကလထိုင်ကတ်ထားဖို့တွန်ဒီတိမ့်တန်လေးတန်နဲ့ပြင်းတောင်ပြင်းသေးတဲ့ဟေ့လို့ဩကြမှာပါ။ client center ရဲ့ data တွေရ1945ခုနှစ်နဲ့2024ခုနှစ်အကြားနိုင်ငံပေါင်း140မှာအာဏာသိမ်းမှုတွေအကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီထဲမှာဘိုလီးဗီးယားက48ကျင်း၊ဆူဒန်က31ကျင်း၊ဗင်နီဇွဲလားက24ကျင်း စီးရီးယားက23ကြိမ်နဲ့အတီးတီးပန်းဝင်ကြပါတယ်။အာနာသိမ့်ပြီးတက်လာတဲ့သူတွေကတော့အကြောင်းနှစ်ချက်ကြောင့်ရွက်ကောက်ပွဲကိုကျင်းပကြတယ်လို့ How to say cruise election as cruise legitimation စာတမ်းမှာစာရေးသူနှစ်ဦးကဆိုပါတယ်။ပထမချက်ကသူအာနာသိမ့်တာကို တရားဝင်အောင်လုပ်တာဖြစ်ပြီးဒုတိယကသူတို့ပဲဆက်အုပ်ချုပ်တဲ့နယ်ဆိုတာကို တရားဝင်အောင် ပြုလုပ်ဖို့ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ2013ခုနှစ်တုန်းကရွေးကောက်ခံသမ္မတမိုဟာမက်မော်စီကို ကာကွယ်ရေးဦးစီးချုပ် SCC ဦးဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပါတယ်။2014မှာရွေးကောက်ပွဲ လုပ်ပေမဲ့တရားမျှတမှုမရှိဘူးလို့နိုင်ငံတကာကဆိုကြပါတယ်။ရွေးကောက်ပွဲပြီးမှာတော့ဗိုလ်ချုပ်ကြီး SCC ကနေသမ္မတကြီး SCC ဖြစ်လာတော့တာပါပဲ။2018နဲ့2023မှာလုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေမှာတော့ အတိုက်ခံပြိုင်ဘက်တွေကိုနိုင်ငံကြီးလုတ်ခွင့်ပေးဖြစ်ပြီးကြံတဲ့အဖွဲ့တွေကရွေးကောက်ပွဲကိုတပိတ်မှောက်ကြလို့သူအသားလေးအနိုင်ရခဲ့ပါတယ်။စစ်စီတို့အခုထိ ပြုံပြုံကြီးအုတ်ချုပ်နေစေပါ။မျက်လှနေနဲ့ပြောရရင်တော့အုတ်ထုတ်သေးကိုမော်စီထက်ပြီးပြန်ဆွဲထုတ်လိုက်တော့စီစီထွက်လာတာပါပဲ။သူရတနာပြုမှုတွေအရာရွေးကောက်ပွဲနဲ့မျက်လှပြပြီးအာနာစုတ်ကင်သူအာနာရှင်တွေက ပိုပြီးတက်တန်းရှိပါတဲ့မျက်စိထဲမှာကမ်ဘောဒီးယားကဟွန်ဆန်နဲ့တာသမီများကုမ္ပဏီလီမီတက်ကိုမြင်အောင်မိပါရဲ့ရွေးကောက်ပွဲပြီးတဲ့အခါအာဏာရှင်များကဒီမိုကရေစီဆိုင်ရာပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်လို့အမဲလို့လို့ပြောလို့ရှိကြပါတယ်ကြီးရွယ်ချက်ကတော့သူတို့ဟာတရားဝင်ကြောင်းနိုင်ငံတကာအသိမှတ်ပြုစေခြင်းလို့ပါပဲအကူအညီတွေရဖို့နဲ့အနေစာခြောင်ဖို့ပဲဆိုပါစို့သတင်းမီဒီယာကို နိုင်ငံတော်ကိုမထိပ်ပါရင်လွတ်လပ်ခွင့်ပေးမယ်လို့ပြောပြီးနိုင်ငံတကာကိုဖျားယောင်းလေရှိပါတယ်နိုင်ငံတော်ဆိုတာဘာလဲလို့သွားမေးရင်တော့ထိတ်ဆုံးကဆရာသမားကနိုင်ငံတော်ဆိုတာငါပေါ့ကွလို့ပြန်ပြေမှာပေါ့သူတို့ပြောတာကိုယုံစားပြီးအမှန်တရားကိုထုတ်ဖော်မိသူသတင်းသမားများကတော့နှစ်ရှည်ငပိကျော်စားရကိန်းရှိပါတယ်အမိပြောင်းပြီးတက်လာတဲ့အာနာရှင်ဟာအတိမတ်ပြုမှုအထက်ရလျောက်ရပြီးပြီဆိုရင်တော့ ခိုးရပါပစ္စည်းများကို ခွဲဝေရေးစမှာပါတစ္ဆာကံတွေကိုယာတုတွေပေးစပွန်ဆာစီးပွားရေးတမားတွေကိုတင်တာတွေချပေးတာတွေလှုပ်လာကြပါတယ်နောက်တစ်ဆင့်မှာတော့အတိုက်ခံတွေရှားမှာအုပ်စုခွဲထုတ်လိုက်တော့တာပါပဲသူအမုန်းဆုံးအတိုက်ခံကိုအားနေအောင် ပြုလုပ်ဖို့သူအစဉ်ပြေတဲ့အတိုက်ခံတွေကိုနေရာပေးဆက်ဆံတတ်ပါတယ်နေရာပေးခံရတဲ့သူကလည်းအဟုတ်မှတ်ပြီးပါသွားလေရှိတာနိုင်ငံတော်တော်များများမှာတွေ့ရလေရှိပါတယ် ဒီနည်းကအမြဲအလုပ်ဖြစ်ပါတယ်။နိုင်ငံတကာကိုတိုက်ခံတဲ့လက်တွဲလုပ်တယ်လို့မျက်လှည့်ပြပြီးပြည်တွင်းကိုလည်းပလီပြတာပေါ့။အဟုတ်မှတ်ပြီးပေါင်းပြီးတဲ့တိုက်ခံတချို့လည်းအချိန်တန်တော့ငပိကျော်စားရတာပါပဲ။အဲ့ဒီချိန်ကြမှာအာနာရှင်နဲ့မပူပေါင်းလို့သူ့အရင်ရောင်းနှင်ပြီးသားရဲဘော်တွေနဲ့ပြန်ပေါင်းထုတ်ရတဲ့ဇလန်းမှာ happy andy တော့မဟုတ်လားပါ။ဆိုင်နံပုံနံတော့ကြားနေရကြောင်းမှာမျက်လက်ဆရာကတော့အုတ်ထုတ်ဆောင်ပြီး ထွက်လာပါပြီခဏနေရင်တော့ပြုံးနေတဲ့ယုံလေးတစ်ကောင်အုတ်ထုတ်သေးကထွက်လာတော့မှာပေါ့ခမ ्या โอเคဒါကတော့ပြီးပက်ဆက်ပင်းမှာဖော်ပြထားတဲ့မောင်လေးငယ်ရေးသားထားတဲ့စောင်းပါလက်ရာဖြစ်ပါတယ်ခမ ्या